စနေဖြစ်သူကိုပြည်သက်တွင်အထင်လွဲနေကြတဲ့အရာပေါ်ရှင်းပြလာတဲ့ပိုင်းတကော ရိသတ်များရှေ့ပိုင်းတကွန်ကပြိုတိုင်းကြိုက်တဲ့အင်းစီဖြစ်ကနေအိနောက်တဲ့ဖြစ်ကိုရင်းရင်စွာကူးပြောင်းထားခဲ့တာပါသူသိချင်ရတဲ့ချစ်သူနဲ့တရားဝင်လက်မှတ်ရေးထိုးထားကလက်ထပ်လိုက်ပြီးဖြစ်ပါတယ်ပိုင်းတကွန်ရဲ့ဇနီးကလည်းခေသူတရားမဟုတ်ခါဒိတ်ဒိတ်ကျဲချမ်းသာသူဖြစ်တာမို့နေနယ်လားရွှေနယ်များလို့လိုက်ဖက်ပါတယ်ဒါအပြင်ဇနီးဖြစ်သူကလူတွေရှိမှထေပေါ်ကြောကြားစွာနဲ့နေထိုင်ရတာကိုလည်းမကြိုက်နှစ်သက်ပါဘူးပိုင်းတကွန်နဲ့အတူတူပွဲတက်ရတာကိုလည်းသူမနီးနဲ့ရှက်ကြောက်တာမျိုးရှိပါတယ်ဒါကြောင့်မလို့လေပရိသတ်တွေကပိုင်းတကွန်ရဲ့ဇနီးပေါ်မှာပို့ပြီးတော့စိတ် ဝင်စားကြတာပါဒါအပြင်ဇနီးဖြစ်သူနဲ့ပတ်သက်ပြီးပရိသတ်တွေအထင်လွဲနေတဲ့အရာတခုလည်းရှိပါတယ်ပိုင်တကွန်ကသူ့ရဲ့ဇနီးကိုပရိသတ်တွေမှားယွင်းစွာပြောဆိုနေရတဲ့ပတ်သက်ပြီးဖြေရှင်းလာတာပါအဲ့ဒါကတော့ပိုင်တကွန်ရဲ့ဇနီးဖြစ်သူရဲ့နာမည်ကပရိသတ်တွေလက်ရှိမှာခေါ်ဆောင်နေကြတယ်လို့မဟုတ်ပါဘူးဆိုရှယ်မီဒီယာမှာတော်တော်များများကသူ့ရဲ့ဇနီးကိုလင်းမြဖြူလို့သာခေါ်ဆောင်နေတာပါဒါကြောင့်မလို့လေလင်းမြဖြူဆိုတဲ့နာမည်ကမှားနေကြောင်းရှင်းပြလာပါတယ် ဇနီးဖြစ်သူနာမည်ကလင်းမြဖြူမဟုတ်ပင်လင်းမြဖူးတာဖြစ်တယ်လို့ပိုင်းတကွန်ကရှင်းပြလာပါတယ်။ပိုင်းတကွန်ကဇနီးဖြစ်သူကိုအစအစရန်တန်ဖိုးထားကဂယုတဆိုင်နဲ့ချစ်မြတ်နေတာပါ။ချစ်သူဘွားမတော်ကဆိုရင်လေချစ်သူများနေမှတ်တရားဖြစ်သိမ်းပေါင်းတောင်းချီတန်တဲ့အချံကြီးကိုဝယ်ပေးခဲ့တာပါ။သူဘက်ကဂယုဆိုင်တယ်လို့ချစ်ဇနီးဖြစ်သူလင်းမြဖြူကလည်းအသေးစိတ်ကအစဂယုဆိုင်ပေးတာပါ။ သူတို့နေအောင်ဒိတ်ဒိတ်ချင်းခြားသားသူတွေဖြစ်ပေမယ့်စည်းစက်တောင်ရံပွဲနဲ့လက်မှတ်ရေးတိုးပွဲကိုအချင်းယုံသာခြုံပြီးတော့လုပ်ခဲ့တာပါဒါကြောင့်မလို့ခန်းသားတွေမင်္ဂလာပွဲမျိုးမလုပ်ကြတော့ဘူးလားလို့တော့တချို့ကထင်နေတာပါတကယ်တော့ပိုင်တကွန်တို့ကမင်္ဂလာပွဲလုပ်ဖို့အစီအစဉ်လဲရှိပါတယ်နှစ်ဖက်မိဘအတိုင်းဝိုင်းနဲ့အတူအမှုပညာလောကကမစ်ဆွေတွေကိုဖိတ်ကြားကမင်္ဂလာပွဲစီကိုမေလမှာကျင်းပသွားမှာဖြစ်ပါတယ်မေလမှာမင်္ဂလာပွဲကြီးကျင်းပဖို့စီစဉ်ခဲ့တာကလည်းပြီးခဲ့တဲ့အဘက်ကမှသာနှစ်ယောက်သားတိုင်ပင်ပြီးစီစဉ်ခဲ့တာပါမလင်းမြဖူးကအကြေချက်ရတာတွေကို ိုလည်းသိပ်ပြီးတော့မကြိုက်သလိုကြွားလုံးထုတ်ရတာမျိုးတွေလည်းသိမကြိုက်ဘူး။ဒါကြောင့်မလို့မင်္ဂလာပွဲနဲ့ပတ်သက်တဲ့ပွဲတချို့ကိုအယူရှင်းဆုံးတာကျင်းပတာဖြစ်ပါတယ်။မင်္ဂလာပွဲကျင်းပတဲ့အချိန်ကြရင်လည်းမီဒီယာတွေကိုဖိတ်ကြားမှာမဟုတ်ပဲ private ဆန်ဆန်သာကျင်းပသွားမှာပါ။ဒါပေမဲ့အမှုပညာလောကကရှင်းနေတဲ့သူတွေကိုတော့ဖိတ်သွားမှာပါ။ပိုင်းတကွန်ကလည်းအပေါင်းအသင်းများသလိုမလင်းမြဖူးကလည်းအပေါင်းအသင်းများတဲ့အတွက်သူတို့ပွဲကအားကျစရာကောင်းလောက်အောင်စီကားနေမှာအမှန်ပါ။ဒါအပြင်ပိုင်းတကွန်ကမလင်းမြဖူးရှင်းကုန်အောင်ဘယ်လိုအချက်စကားတွေနဲ့ ဲ့ချွေအောင်မလဲဆိုတာအားလုံးကလည်းတည်ကျင်နေကြပါပြီ။ပိုင်းတကောင်ကကလေးလေးရှူမှဖြစ်တယ်လို့တာယာနဲ့မိသားစုဘဝလေးထူထောင်ချင်တာဖြစ်ပါတယ်။သူချင်းရတဲ့တရိစံလေးတွေကိုလည်းသူတို့ရဲ့အိမ်လေးမှာခေါ်ထားမှာပါ။ပိုင်းတကောင်တီလေးတွေကိုချစ်တတ်တဲ့စိတ်ကိုဇနီးဖြစ်သူမလင်းမြဖူးကလည်းအပြေအဝနားလည်ပေးထားတာဖြစ်ပါတယ်။ပရိသတ်ကြီးနေနဲ့ရောကြွားဝံချင်းမရှိတဲ့ပိုင်းတကောင်ရဲ့ဇနီးဖြစ်သူမလင်းမြဖူးပေါ့။ပရိသတ်တို့ရဲ့အမြင်ကိုပြောပြပေးခဲ့ပါအောင်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။